အလုံးပဲမင်္ဂလာပါလက်ရှိမှာဆိုလို့ရှိရင်တော့ဒီလာမယ့်တပတ်စနေနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရုံးချစ်ပေးတတ်တဲ့အတွက်ကဲကိုစိတ်ဝင်စားစရာပလီမီကာလိပွဲစဉ်ဆက်နှစ်ပြန်လည်ပြီးတော့ရောက်ရှိလာတော့မှာဖြစ်ပါတယ်လက်ရှိမှာဆိုလို့ရှိရင် international play ဒီနောက်ဆုံးကစားမယ့်ပွဲစဉ်တွေရှိပြီမှာတဲ့ဒီ international play ပြီးလို့ရှိရင်တော့ဒီလာမယ့်ဒီစနေနေ့မှာဆိုလို့ရှိရင်တော့ဒီ November 22ရက်နေ့မှာဆိုလို့ရှိရင်တော့ ကျွန်တော်တို့ပွဲကြီးပွဲကောင်းတွေအများကြီးနဲ့ပြည်မြလေးပွဲစဉ်တွေပြန်ပြီးတော့စတင်တော့မှာပဲဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့လီဗာပူးတင်းနေတဲ့ဒီလာမဲ့ဒီပြည်မြလေးပွဲစဉ်ဆယ်ပွဲကိုကျွန်တော်တို့အနေနဲ့တစ်ချက်တော့ချစ်ကပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးတင်းနေတဲ့ဒီနောက်ဆုံးဒီလာမဲ့ဒီပြည်မြလေးဆယ်ပွဲမှာကျွန်တော်လီဗာပူးတင်းဘလောက်ထိဒီအနိုင်ရလက်တွေရပ်ပြီးတော့ရပ်မှတ်တွေဘလောက်ထိစုဆောင်ပြမလဲဆိုတာပဲကျွန်တော်တို့တွေတစ်ချက်တော့ကြည့်လိုက်ရအောင်လက်ရှိမှာဆိုလို့ရှိရင်တော့ဒီလာမဲ့တပတ် စတင်တင်ကြပါဆိုလို့ရှိရင်တော့နိုဝင်ဘာ20ရက်နေ့ကနေပါဆိုလို့ရှိရင်တော့ဟိုလီဗာပူးတင်ရဆိုလို့ရှိရင်တို့ရဲ့အိမ်ဝေးမှာတော့ဒီနိုတန်ဖော်လက်တင်နဲ့ကစားရမှာဖြစ်ပါတယ်နိုတန်ဖော်လက်ကိုတော့လီဗာပူးတင်နေတော့ဒီတို့ရဲ့အိမ်ဝေးအန်ဖီမှာတော့မနိုင်စရာအကြောင်းမရှိဘူးဗျာလက်ရှိမှာဆိုလို့ရှိရင်တော့ဗျာကျွန်တော်လီဗာပူးတင်နေတော့ဒီနီပြအနီဆိုတော့နေတော့ဒီကတဲ့ပရီးမီးယားလိဆက်တပွဲကစားပြီးတဲ့ချိန်ပါဆိုလို့ရှိရင်အဘွေတီဆောင်လာတဲ့ပရီးမီးယားလိပွဲစဉ်တွေပါဆိုလို့ရှိရင်သူ့ကိုစိတ်ပျက်စရာခြေစွမ်းအနေနဲ့ဒီလက်ရှိဒီ Nutrient Product ကိုအကောင်းဆုံးပြန်ပြီးတော့ဒီ international blade ပြီးတော့ပြန်လာတဲ့အချိန်ဒီမှာဆိုလို့ရှိရင်တော့ဒီမှာဘူးတင်းနေတဲ့အကောင်းဆုံး movement တွေကိုပြန်လဲပြီးတော့ရယူရတော့မယ့်အချိန်တွေလို့ပဲပြောရမှာဗျာလက်ရှိမှာဆိုလို့ရှိရင်ဒီလာမယ့်တပတ်စနေနေ့မှာဆိုလို့ရှိရင်တော့ Northern product ကိုဒီမှာဘူးတင်းနေတာသူတို့ရဲ့ angle မှာကစားရမယ့်ဖြစ်တဲ့အတွက်ကြောင့်ပေါ့လေ Northern product အတင်းကြီးကနေပြီးတော့ဒီမှာဘူးတင်းနေတော့အနိုင်တုံးမှရရှိသွားနိုင်မယ်လို့ကျွန်တော်နေနေပြီးပါလေဒီပွဲစဉ်ပြီးလို့ရှိရင်တော့ဒီချက်ပြလေးပွဲစဉ်တပွဲရှိပါလေဒါကတော့ချက် ဟိုဘက်ချပြလီဖေးတဲ့တက်ကြမှုလဲကျွန်တော်တို့ဖယ်ထားလိုက်မှာဗျာလက်ရှိဒီပရီးမီးယားလိပွဲစဉ်နောက်ဆုံးစဉ်ပွဲကိုပဲကျွန်တော်တို့တွေဆွေးနွေးလိုက်အောင်လက်ရှိမှာဆိုလို့ရှိရင်ဒီနော်တန်ဘော်ဒါနဲ့ကစားပြုလို့ရှိရင်တော့ဒီနိုဝင်ဘာ30ရက်နေ့မှာဆိုလို့ရှိရင်တော့တဲ့ဒီဘဝူးတင်းနေတော့ဒီဝဟန်ရဲ့အဝေးဝေးမှာတော့ကစားရမှာဖြစ်ပါတယ်လက်ရှိဝဟန်တင်းနေတော့ဒီတောက်ဆောက်ရက်လက်တွေဆိုးွားနေပြီးတော့မှသူတို့ရဲ့ညပြတ်တဲ့နူနူဆန်တိုရဲ့လက်ထက်မှာဆိုလို့ရှိရင်တော့နောက်ဆုံးဒီပရီးမီးယားလိနှစ်ပွဲစဉ်နိုင်ထားတဲ့အတွက်ကြောင့်မို့လို့ ဒီဘဝဒင်းနေတော့ဝဟန်ရဲ့အိမ်ဝင်မှာတော့ကစားရမယ်တော့ကြောင့်မို့လဲနည်းနည်းတော့တည်တည်ထားရမယ်ဗျာသူ့အမေတော့လည်းဝဟန်နဲ့တွေ့တိုင်းလေးပေါ့ဘူးတင်းနေတဲ့ဒီကြက်လက်ကောင်းလေးပဲဆက်ထားရတဲ့ကြောင့်မို့လဲဒီပြအန်ဒီဆလော့နေနေတဲ့ဒီပွဲစဉ်မှာအနိုင်တော့မှရတဲ့ဂျူလိုင်အောင်မယ်လို့တော့ကျွန်တော်နည်းနည်းပြပါတယ်ဒီစမှာ၄ရက်နေမှာသူ့ကိုစင်တော့တယ်ဒီဘဝဒင်းနေတော့ဒီနောက်ထပ်တပွဲနေနေတော့တို့ရဲ့အိမ်ဝင်မှာ စတန်လန်တင်းနဲ့ကစားရမှာဖြစ်ပါစတန်လန်တင်းနေနဲ့လည်းဒီလက်စီမှာဆိုလို့ရှိရင်တတ်တက်လာပြီးတဲ့နောက်မှာဆိုလို့ရှိရင်အဲဝင်းဝင်းမီရလက်တွေကောင်းမွန်နေတဲ့အခြေအနေမျိုးဖြစ်ဖြစ်တဲ့အကြောင်းမူလည်း ီဘဘူးတင်းနေနေတော့ဒီမိုမန့်တက်ပြက်လဲပြီးတော့ဒီဆောက်ရမယ့်နေရာမျိုးမှာဆိုလို့ရှိရင်ဒီလိုပွဲဆက်တွေများလဲပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒီဆက်ဆံလမ်းကိုသူတို့ရဲ့အိမ်ဝင်အဖေးမှာကစားရမယ့်အတွက်ကြောင့်မို့လဲအခက်ဘလောက်ပဲခြေစွမ်းထက်နေပြီဗျဒီနေ့ရဒီမှာတန်တက်လာတဲ့ဆက်ဆံလမ်းကိုဒီဘဘူးတင်းနေတော့သူတို့ရဲ့အိမ်ဝင်မှာအနိုင်တုံမှတ်ဒေချာပေါက်ရအောင်မလို့တော့ကျွန်တော်အနေနဲ့မြင်ပြီးပါတယ်အဲ့တော့ဒီပွဲအနေနဲ့တော့ဗျာဒီဒီဇင်ဘာ3 9ရက်နေ့မှာဆိုလို့ရှိရင်တော့ဒီဘဘူးတင်းနေတော့ဒီ တရတ်ပစင်တပွဲဖြစ်တဲ့ဒီလိဂ်နိုက်တရဲ့အင်ဂွေးမှာတော့ဒီတော့ကစားရမှာဖြစ်ပါတယ်အဝေးဝင်ဖြစ်ပေမဲ့လည်းဒီနေ့ရဒီမှာတန်တက်လာတဲ့လိဂ်အတင်းရဲ့ဒီနေ့ရဒီခြေစွမ်းကဒီတန်တက်လာတဲ့သုံးတင်းထဲမှာဆိုလို့ရှိရင်ဒီအတင်းလိုက်စုစည်းမှုပြောပပမလုပ်ပြနိုင်ဒီတဲ့အချိန်ဒီမှာတော့ဒီလီဗာပူးတင်းနေတော့အဝေးဝင်မှာလည်းအနိုင်သုံးမှရထပ်ပြီးတော့ရအောင်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်လိဂ်နိုက်တရဲ့ကစားပြီးလို့ရှိရင်တော့လည်းနောက်နောက်ဆက်ဒီဇင်ဘာဒီ 63ရက်နေ့ပါဆိုလို့ရှိရင်တော့လည်းသူတို့ရဲ့အိမ်ဝေးမှာပဲ Brighton တင်းကိုကစားရမှာဖြစ်ပါတယ် Brighton တင်းနေတဲ့ဒီနေ့ရဒီမှာဆိုလို့ရှိရင်ရက်လက်တွေမတည်ငြိမ်ဒီဘက်နဲ့ဒီရောက်ကတည်းကလည်းအခြေအနေမျိုးမှာတော့ Liverpool တင်းနေတော့လည်း Brighton တင်းကိုအခက်အခဲမရှိပဲကြောက်ခတ်နိုင်မှာအောင်မယ်လို့ကျွန်တော်အနေနဲ့မြင်ပြပါတယ်နောက်ထပ်တစ်ပွဲအနေနဲ့တော့ဒီဒီဇင်ဘာဒါဆိုရင်တရနေ့မှာဆိုလို့ရှိရင်တော့တော်တော် Hotspur ရဲ့အဝေးကွင်းမှာတော့ပြီးတော့ကစားရမှာဖြစ်ပါတယ်ဒီ Liverpool တင်းနေတဲ့ တော်တော်ဟော့စပါနဲ့တွေ့တိုင်းမှာအမြဲတမ်းလိုလိုရက်လက်ကောင်းဒီပလီပီယာလေးမှာဆိုလို့ရှိရင်တော့လည်းအမြဲတမ်းလိုလိုရက်လက်ကောင်းနေတဲ့တကြောင်မူလားစပိုင်ရဲ့အင်ဂူတော်ကစားရပါစေ။လီဗာပူးတင်းနေတော့ဒီခြေကပွဲစဉ်တွေမှာတောက်ဆော့အနိုင်ရထားပြီးတော့မိုမန်တန်တင်းကျိနေမှာဆိုလို့ရှိရင်တော့လည်းလီဗာပူးတင်းနေတဲ့ဒီစပိုင်ရဲ့အင်ဂူမှာအဝေးဝေးဖြစ်ပါစေ။အနိုင်ရလက်ကိုဖောက်ဆောင်နိုင်မလို့တော့ကျွန်တော်အနေနဲ့မြင်ပြီးပါတယ်။နောက်တစ်ပွဲအနေနဲ့တော့လည်းဒီဒီဇင်ဘာ29ရက်နေ့မှာဆိုလို့ရှိရင်တော့လည်းတို့ရဲ့အင်ဂူအပီမှာပဲ တဖက်ကဟိုဆရာအောင်မှာရောက်နေတဲ့ဟူတင်ကိုကစားရမှာဖြစ်ပါတယ်လက်စီဟူတင်ရဲ့ခြေစွမ်းကလည်းဒီတက်စစ်စုံဆရာအောင်ဆုံးမှာစစ်နေတဲ့တကြောင်မှုလည်းဒီဘဘူးတင်နေတဲ့သူတို့ရဲ့အိမ်ဝင်ဖြစ်တဲ့တကြောင်မှုတဖက်ကဒီအစိမ့်စီတော့တဲ့ဝူပလီတွေကိုတော့အန်ပီမှာဒီဘဘူးတင်နေတဲ့အနိုင်တော့မှတရားပေါက်ထပ်ပြီးတော့ရအောင်မဲ့ပွဲစဉ်ပဲဖြစ်ပါတယ်တခြားတစ်ပွဲအနေနဲ့တော့ဒီဇန်နဝါရီနှစ်ရက်နေ့မှာဆိုလို့ရှိရင်တော့လည်းဒုတိယကြောအနေနဲ့ဒီဘဘူးရဲ့အိမ်ဝင်မှာလေးယူနိုက်တက်နဲ့ပြန်ပြီးတော့ကစားရမှာဖြစ်ပါတယ် လီယူနိုက်တက်ကိုတော့ဒီမှာဘူးတင်းနေတော့အဝေးကွင်းအိမ်ဝင်ပြီးလေလာရလာရယူနိုက်တက်အခြေအနေမျိုးရှိတဲ့တက်ကြောင့်မို့လားဒီပွဲစဉ်ကတော့ဒီမှာဘူးတင်းတို့အခက်ခဲမရှိတာဘူးဗျာနောက်တော့ဒီပွဲအနေနဲ့တော့ဒီဇန်နဝါရီ၄ရက်နေ့မှာဆိုလို့ရှိရင်တော့ဖူဟန်ရဲ့ဒီလက်ထက်မှာတွားပြီးတော့အဝေးကွင်းတက်ကစားရမယ့်တက်ကြောင့်မို့လားဒီဖူဟန်ရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်တော့လည်းဒီအနေငယ်အခက်ခဲနိုင်တဲ့အခြေအနေမျိုးရှိပြီမဲ့လားဒီရှေ့ကပွဲစဉ်ဒီမှာတောက်ဆောက်ကြက်လက်ကောင်းတွေရခဲ့မယ်ဆိုလို့ရှိရင်တော့လီဗာပူးတင်းနေတော့ဒီအမှတ်တွေ စုဆောင်ရမယ့်အခြေအနေမျိုးမှာတစ်ဖက်ကဒီဇေယျထိုက်ကအတင်းကြီးတွေအနေနဲ့လည်းဒီပွကြက်ကလာနေရှိတဲ့တကြမှုလည်းဒီပရီးမီးယားလိနဲ့ချန်ပီယံလိကိုအဟန်ကျညီတော်နေရတဲ့အခြေအနေမျိုးဒီမှာလီဗာပူးတင်းနေတော့ဒီလာမယ့်ပွဲစဉ်တွေမှာဆိုလို့ရှိရင်တကယ်ကိုပွဲပွဲချလို့လို့ပြောလို့ရတဲ့အခြေအနေမျိုးရှိတဲ့တကြမှုဒီရမှတ်တွေကိုတကြပေါက်စုစည်းရမယ့်ပွဲစဉ်မျိုးတွေဖြစ်တဲ့တကြမှုလည်းဒီပွဲစဉ်မှာတော့ဒီပူဟန်ရဲ့အိမ်ပွဲမှာတော့ဒီဘူးတင်းနေတော့အလိုက်တော့မှထပ်ပြီးတော့ရနိုင်အောင်မလို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ် နောက်ထပ်ဒီအဲ့ဒါကွယ်နေနေတော့ဒီဇန်နဝါရီ5ရက်နေ့မှာဆီလို့ချင်းတော့ဒီဘူတင်တွက်ဒီတောင်အဓိကစားမွေးစီရမယ်ပွဲစဉ်ပါဗျာဒီဇန်နဝါရီ5ရက်နေ့မှာဆီလို့ချင်းတော့ဒီအာဆင်နယ်အတင်းရအမ်လက်ကွင်းမှာဒီဘူတင်နေနေတော့အာဆင်နယ်ကိုတွားပြီးတော့ကစားရမှာဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ဒီဘူတင်တွက်နောက်ဆုံးဗျာအနိုင်မရနိုင်ခြင်းဒီပါတော့အဝေးကွင်းရနေပြီးတော့ဒီတရရလက်မ တေးရလက်ခကနခဲ့ပဲဆိုလို့ရှိရင်တော့လီဗာပူးတင်းသွက်ဒီလာမဲ့ပွဲစဉ်ဆက်ပွဲမှာဆိုလို့ရှိရင်ပွဲစဉ်ဆက်ပွဲမှာအနိုင်ဆုံးပြဒီစစ်ပွဲတော့အနိုင်ရခဲ့မယ်ဆိုလို့ရှိရင်ပဲဒီဗာပူးတင်းသွက်တော်တော်ကိုလုံလောက်တဲ့အခြေအနေလို့ပြောလို့ရတယ်မဆက်တဲ့၄မှတ်လောက်စုစည်းလို့ရမယ်ဆိုလို့ရှိရင်တစ်ဖက်ကဒီတိုက်တယ်မှာဆိုလို့ရှိရင်နံပါတ်၁နေရာမှာဆီတည်တဲ့အာဆင်နယ်အသင်းနဲ့လည်းဒီဒီဗာပူးနဲ့တွေ့ဆုံမဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တေးရလက်တာလီဗာပူးတင်းခက်ကနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့လည်းဒီ ဒီမြရီစေဝဲမှာဆိုလို့ရှိရင်တော့ဒီဘဘူးတင်းနေနေသည်အနည်းဆုံး25 26မလောက်ဒီရတော့နိုင်မဲ့အခြေအနေမျိုးတွေရှိပါတယ်ကျွန်တော်အနေနဲ့တော့ကဒီနောက်ဆုံးစေပွဲမှာဆိုလို့ရှိရင်ဒီဘဘူးတင်းနေနေတာဒီခြေစွမ်းလေးပြပြပြီးတော့လက်ရှိရုပ်ကတ်နေရတဲ့ကစားသမားတွေအနေနဲ့လည်းအတင်းလိုက်စုစည်းမှုတွေပြန်လည်ပြီးတော့ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒီဘဘူးတင်းနေနေတော့ဒီလာဘက်စေပွဲမှာလာဘက်ပရီးမီယာလိစေပွဲမှာဆိုလို့ရှိရင်တော့ဘဘူးတင်းနေနေတော့ကိုယ်ပွဲတော့နိုင်ပြီးတော့တစ်ဖက်ကအာဆင်နယ်အတင်းကို ဆုံးသွားတဲ့ကတိုက်ပြီးတော့ကိစ္စမရှိဘူးဗျဒီကိုပွဲမှာဆိုလို့ရှိရင်29ခွန်းမှစုစည်းနိုင်မယ်ဆိုလို့ရှိရင်ဘဘူးတင်တက်တော်လေးကိုကောင်းမွန်တဲ့ရလွတ်တွေပေါ်ဆောင်နိုင်မယ်လို့ပြောရတယ်ကျွန်တော်အနေနဲ့မြင်မိပါတယ်ဒီပရီးမီးယားလိမှာဆိုလို့ရှိရင်တခြားအသင်းကြီးတွေအနေနဲ့လည်းဒီဒီစီမာပွဲချက်ကလည်းဖြတ်တန်းရမယ့်အခြေအနေမျိုးမှာဒီပရီးမီးယားလိတိုက်တဲ့မှာအဓိကပြေးနေတဲ့အသင်းကြီးတွေဖြစ်တဲ့အာဆင်နယ်တို့မန်ချက်စတာစီးစီးတို့အသင်းတွေနဲ့လည်း ဒီပိုဂျက်ကလာဒီဖက်တန်နေရတဲ့အခြေအနေမျိုးတွေမှာဒီပါဘူးတင်းနေလဲတော့ကိုကြီးရဲ့အလောက်ကိုကိုတခြားလောက်ပြီးတော့တခြားအသင်းတွေကိုအာရုံမဆိုင်ပဲနဲ့ကိုကြီးရဲ့အမပွဲစဉ်တွေကိုဒါအကောင်းဆုံးချုပ်ဖက်နိုင်မယ်ဆိုလို့ရှင်တော့လေပါဘူးတင်းနေလဲတော့ဒီနေ့ရဒီပါဆိုလို့ရှိရင်တိုက်တဲစုကိုပြန်လဲပြီးတော့ပြန်မှန်းလို့ရတဲ့အခြေအနေမျိုးတွေမှာဒီလာမယ့်ဆယ်ပွဲမှာလေပါဘူးတင်းနေလဲတော့ဘယ်လိုရလက်မျိုးထုတ်ပေါက်တော့အောင်မလဲဆိုတာပဲကျွန်တော်တို့ထပ်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီပါဘူးပေးတဲ့ညီကိုတွေအားလုံးရော ဒီမှာဘူးသင်းနေတော့ဒီလာမဲ့ပြည်မြက်လေးဆယ်ပွဲမှဆိုလို့ရှိရင်ဂျမတ်ဘလောက်စုစည်းနိုင်မလဲတန်ပွဲတွေတောက်ဆောက်ဆက်သွားနိုင်မလားဆိုတာပဲကျွန်တော်ကြည့်ကိုတွေကျွန်တော်ကိုမတ်ထဲမှာဝင်ရောက်ပြီးတော့လွတ်လွတ်လပ်လပ်ဆွေးနွေးကြကြပါဦးအားလုံးပဲကျွန်တော်ပါပဲကကျွန်တော် channel လေးလို့ subscribe လုပ်တယ် subscribe လုပ်ပြီးတော့အားပေးကြပါဦးလို့တောက်ဆုပ်ပါတယ်ကျွန်တော်ညီကိုတွေအားလုံးပဲအဆက်ဆက်ရရအထူးကြီးဆိုင်ကြပါခင်ဗျာ